မဖြစ်ခင်စဉ်းကျင်တာအကောင်းဆုံးပဲစိုးကျိုးမြင်ထားပြီးမြင်ထားသိထားတဲ့ခါကိုဆောင်လိုက်တဲ့ခါကိုယ့်အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်။ရက်တွေမပြတ်တာတော့ပါကြည့်ကြောက်တော့စိတ်နဲ့ပဲဆိုင်တယ်။ဆွမ်းလန်းဆိုမိမဆိုမထားသင့်တာ။ကလေးရတော့ဘောနော်တကယ်ဒီဒီလေးလုတ်ထားတာပါဗျာပြီးတော့လဲကျွန်တော်တို့ကျွန်တော်ပိုင်းကြာနည်းနည်းတီးပါတယ်အတီးပေမဲ့လဲပေါ့နော်စစ်နေပေါ့စစ်နေပိုင်းကနေကျွန်တော်တုတ်ဆောက်ထားပါတယ်ဗျာဘရင်းဘော်ကြီးကပွင့်သွားတယ်တခါကြီးပွင့်မှန်းနော်ဟော လိုပိတ်ရတယ်အမတရားတစ်ခုဆိုလို့ရှိရင်တော့ဒီကားရဲ့တုန်းကပုံမှန်တစ်ခုနဲ့ဆွဲကျင်တာအဲ့ဒါကိုတော်တော်လေးလာရတယ်ဟိုဒရိုက်တာမဆာသူမမလည်းကြောက်တော့အရှင်းတွေကိုစောင့်ရှင်းတွေကပြမလာရုံမစင်းတော့ပြမလာအဲ့ဒါကမရိုက်ပြတိုင်းစောက်ပြီးပုံမှန်တကယ်မှန်ပြီဆိုမှကျွန်တော်အပ်ပြီးလို့ရတယ်ပေါ့နော်အဲ့ဒါမှလည်းဟိုကန့်ညီတာကိုအညာပြီးတော့မဟုတ်လို့ရှိရင်ဒါကျွန်တော်ပညာပေးလက်ပါတယ်လေပြီးတော့လည်းကျွန်တော်ကျွန်တော်ဟိုပို့ပေါ်ပါတူဆောင်ရတာဆိုလို့ဝေစားတစ်ခုပဲရှိမယ် ရင်းတော့ရင်းရတယ်လေပြတ်မှာတိုက်ပုံတစ်ထည်အဲ့ဒါဒုက္ခလာကျွန်တော်သင်ပေးတာဟုတ်လားဒါဆိုအဲဒီမှာကတာကိုတင်မောင်စိုးဝင်းရဲ့အမောဆရာတယောက်ပါတယ်ပြီးတော့လွှတ်ထားပေးခဲ့ရပါတော့เนาะဒါကျွန်တော်ဟိုဒါလည်းအားလုံးအပြည့်တာပေါ့ပျော်စရာကြီးမိသားစုတွေလိုဖြစ်နေတာပေါ့เนาะကိုခလိုင်းကြီးနဲ့အဲပြီးတော့လူကညဘက်ညနဲ့လာလေအိတ်ချင်လာသေးတယ်အိတ်ချင်လာမိကရီယာမိကရီယာပြတ်မကြောက်ချင်တော့ဟိုကျမ်းမာရေးရတော့ဟိုရှောင်းဆောင်းရှောင်းနေတော့များတာပေါ့เนาะဒါပေမဲ့အခုကျွန်တော် ီဘီယာတို့ပါတော့ဆက်လိုက်တို့ပါတော့ဟိုမဖြစ်တော့ဘူးကောနော်။ဒါတော့မပြတ်နဲ့သေးပါကိုကိုလည်းစိတ်ကြည်လာရခံစားရတယ်။ဒါကတော့ဟိုဘယ်လိုပြောမလဲတကယ်တည်းရောက်တယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒါအဲ့ဒါကြောင့်စိုးကြိုးတွေဖြစ်သွားနိုင်တယ်လို့လည်းကျွန်တော်မြင်တယ်။ကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးနော်။အဖြစ်မှသိတဲ့ဟာမျိုးပေါ့။မဖြစ်ခင်စဉ်းကျင်တာအကောင်းဆုံးပဲ။ကျွန်တော်ဖြစ်သွားပြီးခါမှာကံကောင်းတယ်လို့ပဲပြောရမှာပေါ့။တကယ်လို့များတချမ်းများရွက်သွားခဲ့ရင်ဆိုရင်အသိရှိွားရင်အဲ့ လူဘွားတော့သွားပြီလေဒါတရားမင်းကိုဆက်လုပ်ဖြစ်မှာတော့မဟုတ်ဘူးဒါဟောဆိုးကျိုးမြင်ထားပြီးမြင်ထားသိထားတဲ့ခါကိုရှောင်လိုက်တဲ့ခါကိုယ့်အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်အခန္ဓာကိုယ်ဆိုတာကိုယ့်ကိုယ်ကျင်သွားရင်လည်းချလို့ရတာပဲအဲ့ဒါကြီးရက်တွေမပြတ်တာတော့ပါကြီးကိုယ့်ကိုယ်စိတ်နဲ့ဆိုင်တယ်ဘယ်မှမပြတ်ဘူးဆိုတာမရှိပါဘူးဆွဲလိုက်ဆိုတာမိမကဆိုတာမထားသင့်တာကိုယ်ခံစားလိုက်ရတာဟုတ်ဒါမိမကခံစားကြည့်လို့ပြောကြည့်ရမှာပေါ့နော်အခန္ဓာကြည့်ဆိုတော့ဘာလို့တော့လက်တစ်ချောင်းလုံးလို့မရတဲ့ဘဝ အញ្ញောက်ဆက်ကောင်ကျွန်တော်ပြတ်တင်တာပြင်လို့မရတော့ဒါလေးရှောင်လိုက်ရလို့ကိုယ်တဘာမဖြစ်သွားဘူးတတလုံးသွားပြီးတော့ငါကြိုက်တယ်ကွာဘာဖြစ်လဲကွာဆိုရင်အမလုတ်ကြရဲအဲ့လိုဖြစ်သွားမှာပေါ့နော်သူကြောက်ကိုကြောက်ပေးသက်လက်ကြောက်စေချင်ပါလေအားလုံးကြောက်ပါနော်ဒါကြောက်ကြောက်နဲ့ကြီးရမှာကျွန်တော်အာဂျာလီကတေးကားလေးနောက်ဆုံးပါနော်အားခဲ့ပါဦးနောက်တေးဘွားတွေကျွန်တော်ထွက်ပါမယ်